တော်တော်ခက်တဲ့နိုင်ငံဒီနိုင်ငံဘလို့ပြောပြောကိုမရတော့တဲ့နိုင်ငံဒီမြန်မာပြည်ကိုဘလို့ပြုပြင်ထိန်းသိမ်းကြောင်းလမ်းမလဲမင်းကောင်းမင်းမြတ်ပုံမလဲတကယ်လုံနိုင်တဲ့အစိုးရအဖွဲ့အစည်းတည်းရပုံမလဲသူတော်တဲ့အုပ်ချုပ်လို့မရဘူးဦးမင်းအောင်လည်းတကယ်ဒီမိုကရေစီသူကတကယ်ဒီမိုကရေစီဒေါ်စုကြည်လို့တယောက်တည်းကန်တာမဟုတ်ဘူးအဲ့နဲ့ကျွန်တော်အဲ့ဒါကြီးမပြောလဲမပြောပြီးတော့ကျွန်တော်ဘာလာပြောလဲဆိုတော့မင်းမေဆက်ပတ်တဲ့အကူညီတောင်းတာလေစောက်ဖတ်တော်မလုပ်ဘူးတဲ့စောက်ကြီးစောက်ကျင်နေတဲ့ကျွန်တော်ကဲဟမ် ကိုကိုယ်တိုင်ဘုံရှိတာပဲတက်ပြောပေါ့ကျွန်တော်တော်လာဘိုင်ဘာမှာလာပို့သေးတာပဲစပီကာလုံးရတာလည်းမလွယ်ပါလားဟာလို့နော်မင်းတို့ပကံချောင်းဦးသားတွေတကယ်စောက်တော်သားတွေမင်းတို့ပြောမယ်အင်္ဂလိပ်စာတတ်တာလီးလို့အောင်မလားအင်္ဂလိပ်ဘာသာပြန်လာမင်းတို့လူရတဲ့ပကံချောင်းဦးမှာစိုက်ကားသမားစာတတ်တယ်ကလေးတွေဘာသာပြန်နေအကုန်လုံးကိုစိုးဘိုးရင်နဲ့တခုတတိထားပါတဲ့စစ်သားသားဖြစ်တာမဖြစ်တာထဲတဲ့အကူသွေးမနေဘူးဆိုတာတဲ့အခုချိန်ကြီးတဲ့မုံရွာမှာပဲနေပြီးတဲ့ မှန်ကန်တဲ့ဘက်ကယက်တိပြီးတဲ့တက်ကိုလူသူလူမသိသူမသိအောင်နဲ့ဝန်ထမ်းတယောက်အနေနဲ့ဘလို့နေခဲ့ရတဲ့ဆိုတာမုံရွာမှာအရန်ကြမ်းတမ်းခဲ့ပါတယ်တဲ့မေမျိုးထက်ပေါ့ကျွန်တော်ပြည်ဦးလင်မာနေတယ်ပေါ့မေမျိုးထက်တဲ့အစားတထောင်မကပါဘူးတဲ့အကိုကတဲ့အခုချိန်ကြီးတဲ့စကိုင်းတိုင်းမြောင်မျိုးနယ်ရဲ့တာဝန်ယူနေရတဲ့ဆယ်မြောင်းတူဦးစီးမှုပါတဲ့ဝန်ထမ်းတွေကိုတိုက်ခိုက်နေတာထက်တဲ့လက်ရှိပြဿနာဖြစ်တဲ့ အကျံပတ်နေနေရေးတွေကိုဦးစားပေးပြီးမြေပြင်သတင်းတွေကိုအထက်ကိုပို့တင်တာပို့ပို့တင်တာပို့ပါတဲ့အဲသူဆောက်ကြောင်းလားကျွန်တော်လာပြောတာနော်ပြည်သူကိုချပြတင်တာဗျာဆိုတာကိုတဲ့အဓိကလှုပ်စေချင်တယ်တဲ့လမ်းကြောင်းမလွဲပါနဲ့တဲ့အကိုလဲတဲ့မင်းကိုကိုထက်ပေါက်ရပေါက်ရောက်တယ်ထင်ပြီးတဲ့သတင်းလေးတွေပေးချင်တယ်တဲ့ကျွန်တော်သတင်းမပေးနဲ့နော်သူကျွန်တော်ဆွမ်းနာပြောထားတာက ကျွန်တော်ကတော့မရအောင်တော့ကျွန်တော်အဲ့လိုမျိုးလာပြီးဟိုလာမလုံနဲ့ကျွန်တော်မကြိုက်ဘူးနော်မုံရွာကအရန်ကြမ်းတက်ခဲ့တဲ့မွေမေမျိုးတဲ့အစတထောင်မကဘူးတဲ့အဲ့ဆိုလဲကိုကိစ္စကိုလုံးပေါ့နော်အဲ့တော့ကျွန်တော်လည်းပြန်ပြောလိုက်တယ်ကိုလို့ကိုလို့ပါကိုလို့ဝင်တန်းကိုတိုက်ခိုက်နေတယ်ထင်ရင်ဖမ်းခံလိုက်ပေါ့ဗျာလို့အနာရှိဆက်လို့ပြောပြီးသားလို့ကျွန်တော်ကဝင်တန်းကိုတိုက်ခိုက်တာမဟုတ်ဘူးဗျကျွန်တော်ကတကယ်တမ်းပြောရင် ်နိုင်ငံရေးသမားလို့ပြောလို့ရနေပြီကျွန်တော်အခုပြောနေတာဝန်ထမ်းတွေကိုပြောနေတာကမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ဝန်ထမ်းတွေအားလုံးကရုံမာတဲ့ဝန်ထမ်းတွေလို့ကျွန်တော်ပြောနေတာမဟုတ်ဘူးကိုကျိုးအတာကြီးတဲ့ဝန်ထမ်းတွေလို့ကျွန်တော်ပြောနေတာမဟုတ်ဘူးအဲ့ဒီဝန်ထမ်းတွေထဲမှာအဲ့ဒီဝန်ထမ်းတွေထဲမှာကိုကျိုးအတာကြီးတဲ့လုပ်ပိုင်ခွင့်တွေရယူပြီးတော့မှမိမိရဲ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာတွေကြာရှုံးအောင်လုပ်တယ်မိမိရဲ့ အဖွဲ့အစည်းကနေပြီးတော့မှအပေါ်အပေါ်ကြီးလိုက်လို့ရှိရင်မိမိနိုင်ငံရဲ့အစိုးရအဖွဲ့ကိုအထင်မြင်သေးမောင်းပြည်သူလူထုကလောက်တာတွေကိုကျွန်တော်ကပြောတာကျွန်တော်ဝန်ထမ်းတွေကိုတိုက်ခိုက်နေအောင်အဲ့ဒီဝန်ထမ်းတွေအကုန်လုံးကျွန်တော်ကတိုက်ခိုက်ရအောင်အဲ့ဒီဝန်ထမ်းတွေနဲ့ကျွန်တော်နဲ့အကုန်လုံးနဲ့တီးလို့လာနော်ကျွန်တော်လာရေးတာကျွန်တော်ကတော့မရအောင်ကျွန်တော်တော့လာမရေးနဲ့ကျွန်တော်ကဒါအခုပေါ်တင်ဖိုက်တာနော်ခင်ဗျားတို့လည်းဒဲဆိုရင်ကျွန်တော်ပေါ်တင်တက်ဖိုက် ဟုတ်ပြီလားအဲ့တော့ခမားတို့ကဝင်တန်းကိုတိုက်ခိုက်ရတယ်လို့ပြောရအောင်ခမားတို့နိုင်ငံရေးမှာနားမလဲတာခမားတို့ဝင်တန်းဘွားမှာကနော်အိုယုံစရေးပဲဖြစ်ဖြစ်စေးမှာပဲဖြစ်ဖြစ်လက်မလာထိုးခိုင်းနေထိုးလိုက်တယ်မဖက်တော့ဘူးထိုးလိုက်တယ်ထိုးလိုက်တယ်လက်မတီထိုးတယ်ခမားတို့ထိုးတာမဖက်ဘူးခမားတို့အဲ့လိုလုံးထဲတဲ့ပေါင်ဘလောက်များပြီလေအဲ့တော့ဝင်တန်းထဲမှာဝန်ထမ်းတချို့တော့ဝန်ထမ်းကောင်းတွေရှိတယ် ဲ့ဒီဝန်ထမ်းတွေကအခုလို့ကျွန်တော်អော်လိုက်တဲ့အချိန်မှာအဇော်ဘုံရင်ကတော့ဥမာတခုစီပင်ပဲဖြစ်ဖြစ်ထွေဥပဲဖြစ်ဖြစ်ကញ្ញနာပဲဖြစ်ဖြစ်လောက်ဝကပဲဖြစ်ဖြစ်အဇော်ဘုံရင်ကတော့អော်ရဲဟိဇော်ဘုံရင်អော်ရဲထဲမှာငါတို့မပါဘူးပါနေတာဘယ်កောင်းနေလဲလက်ပြတော့မှာအဲ့ပါနေတဲ့လူတွေကိုကိုယ့်အနေကိုပေါ့နော်ခင်ဗျားတို့အခုလွတ်လပ်စွာပြောပိုင်ဝင်ရှိတဲ့အနေအထားတစ်ခုမှာပြောဖို့အဇော်ဘုံရင်អော်ရဲထဲမှာငါတို့မပါဘူး ငါတို့ကဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေဖြစ်တယ်တကယ်တော့ဝန်ထမ်းရုပ်ဝန်ထမ်းစုပ်တွေကိုချိုးအပ်တာကြည့်တဲ့ဝန်ထမ်းတွေကိုငါတို့ကဇော်ဘုံရင်ကနေတစင်အထက်လူကြီးတွေသိအောင်ဇော်ဘုံရင်လို့စပီကာကောင်းတယောက်အနေနဲ့အထက်လူကြီးတွေသိအောင်ဇော်ဘုံရင်က စပီကာအနေနဲ့ပြောပေးနိုင်တယ်ပြောပေးနိုင်တဲ့အဲ့တော့ဝန်ထမ်းစုပ်ဝန်ထမ်းရုပ်တွေကိုငါတို့သတင်းပို့မယ်ဥမာတစ်ခုပေါ့ဗျာ ဘဒူကတော့ဘလို့ဘလို့ပါလက်ပိလက်တွေလုံပြီးတော့မြေကွက်တွေရိုက်ပြီးရောင်းပါတယ်လို့ဩဥမာတို့ဘဒူကနေလာဝကနေပြီးတော့မှတရုတ်တွေဥမာတို့အစ္စလမ်ဘာသာဝင်တွေဟိုမတ်ပုံတွေနေပတ်စံတွေအများကြီးယူပြီးတော့မှလုံပေးနေပါတယ်လို့အခုဗမာမျိုးလူမျိုးကြတော့အာအိမ်အောင်စုဇာတို့ဘဲရတို့ညာတို့ရစ်နေပါတယ်လို့ဟာခင်ဗျားတို့ဝင်လန်းချင်းချင်းနဲ့မှအဲ့လိုဖြစ်ရမှာအဲ့ဒါနိုင်ငံရေးလို့ခေါ်တယ်အဲ့ဒါသဘောပေါက်လားအဲ့ဒါနိုင်ငံရေးလို့ခေါ်တယ် ခမရလည်းဝင်နှန်းစုပ်ဝင်နှန်းပဲ့တွေရှိတယ်သမားဒီတိုင်းပြီဘလို့တိုးတက်မှာတော့အဲ့တော့ဝင်နှန်းတွေကိုမတိုက်ခိုက်ပါနဲ့ဆိုတော့ဝင်နှန်းတွေကိုနာမည်တက်ပြီးတော့တိုက်ခိုက်နေလို့လားကျွန်တော်ကခမရတို့ဝင်နှန်းတွေအကုန်လုံးကောင်းနေမြန်မာပြည်ကအကုန်လုံးတိုးတက်နေပြီလေအဲ့တော့ဘာကျုပ်ကိုဝင်နှန်းကိုတိုက်ခိုက်တာတွေမလုပ်ပါနဲ့လို့ဘာလို့ပြောအောင်ခမရတို့ကဘာခမရတို့ကြွေးထားထမင်းကျုပ်စားနေတာလားကျုပ်ကတရားဝင်နိုင်ငံရေးဖြစ်စင်မှာတဲ့တဲ့ယူကြည့်ပြီးတော့တဲ့တဲ့ပြောတဲ့ကောင်လေး ။ဘာလဲကျွန်တော်လာပြီးတော့ဝင်ထဲကိုမတိုက်ခိုက်ပါနဲ့။ဝင်ထဲတိုက်ခိုက်ခမနာမည်တပိတတိုင်းတိုက်ခိုက်နေလား။ဟမ်ခမားတို့ဝင်ထဲချင်းချင်းကိုယ်တိုင်ကိုကမဟုတ်မဟုတ်မဟုတ်ကလှုပ်တာဥစ္စာတွေကိုအကုန်လုံးတိုင်းတည်ပြီးနိုင်တိုင်းတည်ပြီးဒီနိုင်ငံတည်အစိုးရတွေတည်အောင်လို့စပီကာတယောက်အနေနဲ့ယက်တည်နေတာ။ဒီအခြေအနေဒီတိုင်းပြည်ဒီအခြေအနေဖြစ်သွားတဲ့အခြေအနေအကြောင်းတရားတွေအားလုံးကိုပြည်ပေါင်းအားကြပြီးတော့ဒီလိုဝင်နှံကောင်းကောင်းမကောင်းကောင်းအဲ့ဒီလူတွေလည်းပြင်ဆင်မှုရရှိအောင်လို့ကျွန်တော်ကပြောတာ ဝင်တန်းတွေကိုတိုက်ခိုက်ရအောင်ကျွန်တော်ဝင်တန်းတွေနဲ့ပတ်သက်တဲ့ဘာပြဿနာမှမရှိဘူးကျွန်တော်နိုင်ငံတော်ထမင်းစားတာမဟုတ်ဘူးခမားတို့ပြောတယ်ဘယ်ဝင်တန်းမကောင်းဘူးလေခမားတို့ဦးစီးမှုမကောင်းဘူးလားဦးစီးမှုလက်ပေးလွှတ်ငွေယူလာခမားတို့ကဦးစီးမှုဘောကိုသွားမှနေရဦးစီးမှုလီးကိုသွားဆုပ်ပြီးတော့မှမပြောရတာလားမပြောရင်ကြုတ်ပြောပေးမယ်လို့ကြုတ်ပြောတာဘာတော့တယ်ဒီလားတိုင်းပြည်အတွက်နိုင်ငံနဲ့လူမျိုးအတွက်ခမားတို့ဝင်တန်းရုပ်ဝင်တန်းစုပ်တွေလှုပ်လိုက်တဲ့အလုပ်တကူက အစိုးရတည်းရဲ့လုံးလဲထိခိုက်တယ်လို့တိုင်းပြည်ရောနိုင်ငံရောလူမျိုးရောနစ်နာတယ်လို့ခင်ဗျားတို့အဲ့လောက်တော့အုံတော့မရှိဘူးလားဝန်ထမ်းတွေလုံနေပြီးတော့မှဟမ်ဘာလဲကျွန်တော်ဝန်ထမ်းကိုတိုက်ခိုက်တာရက်ပါတော့လို့ဘာလို့လာပြောအောင်ခင်ဗျားသမီးကျွန်တော်စားနေရလားအခုချိန်ဒီစပီကာဘောကနေရက်တည်နေတာဘယ်သူရဲ့သမီးတစ်လုံးမှစားနေရကောင်မဟုတ်ဘူးနော်နိုင်ငံရေးဆိုတော့နားလေလားလို့ကျွန်တော်မေးတာအဲ့ဒါဆိုခင်ဗျားတို့မကျေနပ်ဘူးဆိုရင်ဇော်ဘွန်းရဲ့ဝန်ထမ်းတွေကိုတိုက်ခိုက်နေတယ်ဆိုရင်ဝန်ထမ်းမကောင်းတဲ့ဝန်ထမ်းတွေကိုခင်ဗျားတို့အကုန်ဖော်လေ အကုန်ပေါ်လေပြည်သူလူထုပေါ်မှာအချင်းပြတ်ခြားစားနေတဲ့ဝန်ထမ်းတွေအားလုံးခမားတို့ပေါ်ခွင့်ရှိတယ်ဒီချိန်မှာတိုင်းပြည်ပြတ်နေတဲ့ချိန်မှာစပီကာတယောက်အနေနဲ့အသက်သေခံပြီးရင်းပြီးတော့ပြောပြနေတာလေဘာဖြစ်လို့လဲအတိုင်းပြည်ကောင်းတည်ခြင်းလို့ဝန်ထမ်းတွေကိုတိုက်ခိုက်တာရက်ပါတော့လို့ဘာလို့ပြောအောင်ခမားကြွေးထားတာချုပ်ကိုခမားတို့ဝန်ထမ်းတွေအကုန်မှန်နေတာကဲတချို့တချို့တော့အောက်ခြေပြအချင်းပြတ်ခြားစားတဲ့ဝန်ထမ်းတွေအများကြီးရယ်လေတိုင်တော့ ခမောင်မတိုင်ရင်ဥမလားကြောက်နေရမလားပြောလေဇော်ဘုန်းကြီးရေဒီပြောမှာပေါ့စပီကာစပီကာကနေနိုင်ငံတော်ကြီးခဲ့တွေသိအောင်ဒီလိုပြောမှဒီလိုပြင်မှရမှာလေအဲ့တော့ဝန်ထမ်းတွေကိုတိုက်ခိုက်နေပါတယ်လို့ပါလို့ဆိုတော့ဟာခမားတို့ကခမားတို့ကိုထီတော့ကြတော့နာလိုက်တာဆက်လိုက်တာတော်တော်ခက်တဲ့နိုင်ငံဒီနိုင်ငံကဘလို့ပြောပြောကိုမရတော့တဲ့နိုင်ငံတော့ဂျပန်ကနေပြီးတော့မှမတူးရွှေငါအများကြီးကိုရောက်တာ330တန်နဲ့ကားကိုမြန်မာပြည်ရောက်မှ330ဖြစ်ပါလေရောဟမ် ကိုကိုတိုင်းမြန်မာပြည်မှာကားထုတ်နိုင်လားဆိုလဲမထုတ်နိုင်ဘူးအစိုးရအစဉ်ဆက်ကအဲဂျပန်နေပြီးတော့မှကြာလာတဲ့ကားမြောက်ဝတီရောက်တော့သိန်း30နဲ့ရောက်လာတဲ့ကားကိုမြန်မာပြည်မှာအခွန်ဆောင်လိုက်ပြီးလိုင်စင်နဲ့လွတ်လိုက်ကိုသိန်း3ကကျော်သွားတယ်ပြီးအဲ့ဒါဘီကွန်တွေဘာတွေညာတွေအကုန်လုံးလမ်းမှာစောက်ပေါက်ပန်း40အကုန်လုံးပေးရတာသွားကြည့်လိုက်မန္တလေးဟိုထုံးဖို့ဂိတ်ကနေပြီးတော့သွားလိုက်အခုဟိုကမိဒီလာတပေဝဒိုးဂိတ်အထိ လမ်းမှာတားတာတားတာမျိုးဝင်ပြီးကုန်မျိုးဝင်ပြီးကုန်ဟာအဲအစိုးရစင်ဆက်ဗျာပုတ်ကလေးကတော့မှဟောလာရှိုးရုံးမှာကားကိုလိုင်စင်နဲ့လုပ်ပေးနိုင်တယ်အေးဟုတ်ပြီဇော်ဘုန်းကြီးမင်းကဝိတောက်ကားကြီးဖြစ်တယ်အဲ့တော့မင်းမက်ပုံနေနဲ့မင်းနာမည်နဲ့မင်းတလောက်ကိုသုံးသိန်းတွင်းရမယ်မင်းကိုယာယီဒီကားစီးခွင့်ပေးမယ်ကြိုက်တဲ့ပြဿနာမင်းရှင်းဟောလာဒီကားရဲ့တန်ကြေးဘလောက်ဘလောက်မင်းကြည့်သွားတဲ့နေ့ကျရင် ဒီကသိန်းနေရာကျော်ကြာရင်ကြာသွားမယ်မြန်မာနိုင်ငံအခွန်ဆောင်ပြီးတော့အဲ့ဒါဆိုတပတ်ကလည်းကားပိုင်နေတပတ်ကလည်းနိုင်ငံတော်အခွန်ငွေရတယ်ဗျာပုဂ္ဂလိကတော်မှာကားရှိုးရုံးမှာအရေးကြလုပ်ပေးနိုင်တာအစိုးရမလုပ်ပေးနိုင်ဘူးလားဝစ်တော့စီးတော့ဖမ်းနေတဲ့အဲ့ဒီဝစ်တော့ကဘယ်ရောက်ဝင်တော့တော်တော်တော့ခက်တယ်ဒီမြန်မာပြည်ကအဲ့လိုနဲ့ပဲတစ်လဲနေတာအဖမ်းမယ်အခုဝစ်တော့တွေဖမ်းမယ်လာရောဖမ်းနေဖက်တနိုင်ငံလုံးဖမ်းနိုင်လားဝိဒောကမှာအပွားတွေမှာအများကြီးတနိုင်ငံလုံးမှာနဲတာမဟုတ်ငါးသိန်းတော့ရှိတယ်ကာကား ကား9သိန်းလောက်ရှိတယ်ဝက်တော့ကအဲ့ဒါကိုအခုတော့ကားဖမ်းမယ်ဆိုတော့ဖမ်းရင်ဖမ်းနေတာပဲအခုဖမ်းလာတော့မှကားကောင်းနေပြီဖမ်းနေတာဒီမြန်မာပြည်ကိုဘယ်လိုပြုပြင်ထိန်းသိမ်းကြောင်းလမ်းမလဲမင်းကောင်းမင်းမြတ်ပုံမလဲတကယ်လုံနိုင်တဲ့အစိုးရအဖွဲ့အစည်းတည်းရဲ့ပုံမလဲဟုတ်လားဦးမင်းအောင်လည်းကတနိုင်ငံလုံးအုပ်ချုပ်နိုင်တဲ့သူတယောက်တည်းအုပ်ချုပ်လို့မရဘူးဦးမင်းအောင်လည်းကတကယ့်ဒီမိုကရေစီတကယ့်ဒီမိုကရေစီမင်းတို့ပေးထားတဲ့ကာကွယ်ရေးဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနအုပ်ချုပ် ပြည်ထဲဝင်ကြီးဌာနပြည်ထဲဝင်ကြီးဌာနအုပ်ချုပ်စီးပွားရေးကုတန်းရောင်းဝယ်စီးပွားရေးလူအုပ်ချုပ်အေးမင်းတို့အုပ်ချုပ်လို့မင်းတို့မနိုင်ငါအစိုးရငါဒါအစဲမခံနိုင်ဘူးမင်းတို့ကောင်တွေဘူဘူဝါရနဲ့ပေါင်းနေမင်းတို့အုပ်ချုပ်ပညာရေးကပညာရေးကိုအုပ်ချုပ်ကျမ်းမာရေးဝင်ကြီးကကျမ်းမာရေးဝင်ကြီးကိုအုပ်ချုပ်သူကတကယ့်ဒီမိုကရေစီဒေါ်စုကြည်တို့တယောက်တည်းကန်တာမဟုတ်ဘူးတနိုင်ငံလုံးဒေါ်စုကြည်သူတယောက်တည်းအုပ်ချုပ်မယ်ဆိုပြီးတော့လုပ်တဲ့လူမျိုးမဟုတ်ဘူးနော်ကြံတဲ့ကောင်တွေစောက်သုံးမကြရင်ကုန်စင်းလုံးတက်မယ် ဟုတ်လားစီးပွားရေးဝင်ကြီးတွေလာဗာလဲကုံစီကူတန်းအောင်ဝင်အဲ့အားတွေစောက်သုံးမကြရင်ကုံကုံစီစီးပွားရေးတွေဘလို့ဖြစ်နေတယ်ဘလို့တင်ပြမယ်ဘလို့လုပ်ရမလဲဆရာဘုန်းကြီးတဲ့ကျွန်တော်အမြဲထားဝရအားပေးလျက်ပါဗျာတဲ့ဆရာဘုန်းကိုတင်ပြစရာလေးရှိလို့ပါတဲ့မြန်မာနိုင်ငံစံစဘာအသင်းကိုထည့်ပြိုးပေးပါတဲ့ဝယ်စားရတဲ့စံစည်းနှုန်းကမကျဘူးတဲ့စံတိတ်ကိုတသိန်းကျော်ပဲတဲ့လေသမားတွေစဘာပေါချင်ကြတဲ့စဘာဝယ်ထားတဲ့ဈေးနှိမ်ချထားတယ်တဲ့ ကိုကကျတော့စောက်ကျွေးတွေယူထားပြီးတော့မှဟုတ်လားစဘာမပေါ်ခင်နဲ့စောက်ကျွေးရယူထားတယ်နော်စောက်ကျွေးရတစ်နှစ်လောက်ကြိုယူထားတယ်စဘာစဘာမပေါ်ခင်နဲ့အဲ့တော့ကျွန်တော်ဘယ်လိုပြောပေးလို့ရမှာလဲစောက်ကျွေးယူထားပြီးတော့မှသူများပေါ်တဲ့ဈေးနဲ့ကျတော့ပေါ်တဲ့ဈေးနဲ့ယူတာပေါ့အရင်ကြီးကများတော့တဲ့လေသမားတွေရှုံးနေတဲ့မြေစီတဲကိုတသိန်းကျော်ပဲတဲ့ရိတ်ဆက်ကတေကောက်တသိန်းကျော်ပဲတဲ့အဲ့ဒါကိုကျွန်တော်လာပြောခိုင်းနေတဲ့ဘိုးဘမိုင်လေမီလေးမပြောက်ပြက်ရဲ့အတွက်လေလုံးနေရတာပါဗျာတဲ့ ိုဘုံတရင်တင်ရင်ထဲပြောပေးပါနော်တဲ့တောင်းမှန်ပါတယ်တဲ့အဲ့ဒါကျွန်တော်လည်းမင်းအကူကြီးတောင်းတိုင်းပြောပေးရအောင်လို့ငါမင်းဖေမှမဟုတ်တာလို့ဆောင်ရေးမပါရီမပြောနေတဲ့မင်းကိုငါတို့ကလည်းအမှန်တရားပြောစီခြင်းလို့တဲ့တောင်းမှန်ပြီးတော့မှပြောပေးခိုင်းနေတာတဲ့ဟာမင်းရတဲ့စောက်တက်ကြီးလာတဲ့လေသမားအများစုကိုတနာလို့ကွာတဲ့မင်းတိလာတဲ့မင်းကိုမင်းထင်ကြီးနေတာတဲ့နိုင်ငံရေးတခုပဲလုံးမနေနဲ့တဲ့စီးပွားရေးလည်းစီးပွားရေးပဲလည်းပြောတဲ့မင်းစီးရေးကြီးပဲပြောမနေနဲ့တဲ့ ငါကပြည်သူအတွက်ပြောတာလေပြည်သူအတွက်ပြောရင်ကိုယ်ကိုယ်တိုင်တက်ပြောဖို့ဟမ်ကျွန်တော်လာပြီးတော့မေးလို့တဲ့အာမချောင်နဲ့တဲ့ကာလနာတိုက်ချင်နေတာလားတဲ့ကျွန်တော်ပြည်သူတွေမတိလိုက်တဲ့အချက်၃ချက်ရှိတယ်အဲ့ဒီအချက်၃ချက်ကစေရဏပရိယတ္တိယစာတင်တိုက်ဘုံကျဲခံရတဲ့ကိစ္စအဲ့ဒါကို TNN နေအချမ်းဖက်လက်နဲ့ခိုင်တောင်းချမ်းသူတပုံကစေရဏဝင်းထဲမှာ TNN နေကစစ်တင်တန်းပေးနေတယ်တဲ့ကင်းတော့လင်းဝဲတော့လင်းကိုတနက်နဲ့လှမ်းပစ်တယ်တဲ့ ဒါကြောင့်ရန်သူရှိတာသတင်းရပြီးဘုံကျဲတာတဲ့။တင်တန်းပေးတာကိုကြည့်နေတဲ့ကိုရင်နဲ့အရက်သားထိသွားတာတဲ့။အဲ့ဒါများများ share လုပ်ပေးပါနော်။ပလောင်တွေကမျိုးစုံကန်းကုန်အောင်ရုံမာနေပြီ။ပလောင်ဆိုတာအကြမ်းမဲ့လက်နဲ့ခိုင်တောင်းကျန်းသူ TNN တွေကိုပြောတာ။ပလောင်လော်ဘီတွေကတက်မတော်ကိုသတင်းမှပေးပြီးတော့မှမကျဲကျဲအောင်လုပ်ခိုင်းတာတဲ့။ဇက်နာအောင်လုပ်ပြီးတဲ့ထိတော့မှတက်မတော်ကမတရားသဖြင့်လုံနေတယ်လို့ပြောတာတဲ့။သုံးက ပလောင်တွေကဘုံတော်ကြီးចောင်းတွေကိုဘုံမကျဲမှန်တိလို့တကောင်တွေစစ်ရှုံးနေပြီလေပလောင်တွေရတဲ့ဘုံတော်ကြီးចောင်းတွေကိုဘုံမကျဲမှန်တိလို့တဲ့တိုင်းပြည်ကမပြိုပြဲဘူးနော်တက်မတော်မကြာရှုံးဘူးဆိုတာတော့မင်းတို့သိထားနောက်ဆုံးမင်းတို့ဘွားတွေပဲမင်းတို့ကြာရှုံးသွားမှာနော်ကိုပကံကြောင့်ဟိုခုလာတိုက်မယ်ဆိုမင်းတို့ခံမှာလားခံမင်းတို့မျိုးပြက်မှာပကံကြောင့်ဟိုမျိုးကြီးပြက်မှာမင်းတို့ကြည်နေလိုက်နှုတ်ခုငါတရားကိုစားတိုက်နေပြီပကံကြောင့်ဟိုတိုက်ဖို့ဆိုပြီးတော့လှုပ်နေပြီဟိုဘက်က ။ဟိုပကံကြောင်ဘူဗျာကနေဇက်စိတ်ကနေကွန်တန့်ကြည့်တော်ဆိုတာရှိရေ။တဲ့လား။မင်းတို့အဲ့ဒါနိုင်ငံခြားကနေပြီးတော့မင်းတို့ဖြစ်စည်းခိုင်းနေတာ။နော် UNESCO အဲ့မှာဝင်တဲ့နေရာနော်မင်းတို့ကစုကြည်စောက်ကြည့်ပဲသိတဲ့ကောင်းနေငါလုံးမမေးလို့ရိုင်းရိုင်းပဲပြောလိုက်တော့မယ်။နော်မင်းတို့ဘာမှသိတာမဟုတ်ဘူး။မင်းတို့ဘာမှမတက်ဘူးမင်းတို့ကမွေးပြီးတဲ့ညောင်မြို့မှာပဲဟိုဂိုက်လိုက်လိုက်တိုးလိုက်လိုက်နဲ့မင်းတို့ဘယ်မှာမဲဘယ်မှမရောက်ဘူးเนาะမင်းတို့ပကံညောင်သားတွေမန္တလေးမှာတတိလောက်တဲ့ကောင်ငါတကောင်မှမမြင်ဘူး ငါမင်းတို့ပကံကြောင်ဦးသားတော့မဟုတ်ဘူးငါပကံကြောင်ဦးကိုမင်းတို့တက်ပို့ပြီးတော့တန်ရောစီကြီးတယ်တိလားငါဆရာမနာမည်ငါဆရာတွေငါ့ကိုចောင်းတင်ပေးတဲ့ဆရာဆရာမနာမည်တွေငါအကုန်လွတ်ရတယ်ကသဘောပေါက်လားအေးအဲ့ဒါတတိလို့ခေါ်တယ်ကွာနော်ကိုဆရာဆရာမနာမည်တွေကိုစာတင်ပေးခဲ့တဲ့နာမည်တွေကိုမွေးရမှာကြီးပြင်းခဲ့တဲ့နေရာကိုတန်ဖိုးထားတတ်တဲ့လူလို့ခေါ်တယ်မင်းတို့မှအိုက်စိတ်တည်းမရှိဘူးမင်းတို့ဆရာဆရာမမျက်နာတွေပြန်မကြည့်တော့ဘူးမင်းတို့လှုပ်ချင်တာတွေအကုန်လှုပ်တော့မှာ မင်းတို့တိုင်းပြည်ကိုဖျက်ဆီးတော့မှာနော်မင်းတို့ပကံကြောင်ဝန်သားတွေအကုန်လုံးနော်ငါနဲ့ဘလုံးကန်လာတာချင်းလုံးကန်လာတာအကုန်လုံးမင်းတို့ချင်းလုံးဘဒူးကြောင်စုရလဲလို့ငါမေးမယ်ပကံကြောင်အထက်ကကြောင်းမှာဘဲကောင်းတဲ့ထက်မှာစုရဘူးလားလဲလို့ပြောလိုက်မယ်မင်းတို့ဂျောကာနေမင်းတွန်းတာယာဝရီယဟုတ်လားရဘူးလားမေးကြည့်လိုက်ဘောလီဘောမှာပဲရမယ်တက်ကိုဝင်းတို့ဟုတ်လား ငါးကြောင်းနဲ့ငါဘူဘိတ်ကြောင်းနဲ့မင်းတို့အဲ့ပတ်ကျော်ချင်းစုအရင်ဆုံးရခဲ့တာပကံကြောင်အောင်ကြောင်းရှင်းလားအေးလို့လိုက်ပြက်စီးမယ်ငါလုံးမသရောင်းစားရယွန်လုံးလို့နော်အခုကတရောက်တရင်ကအဲ့ဒါငါတရောက်တရင်ကလုံခဲ့တဲ့၃လရက်တည်းကကျွန်တော်ပို့ပေးထားတယ်လုံမယ်ဆိုတာတိလို့နော်ခံလိုက်ရပြီခုမတက်နိုင်ဘူးအငါတရောက်ရရင်လည်းပကံကြောင်ကိုတိုက်မာတဲ့ညောင်ဦးပေါ့ဗျာပကံနဲ့ညောင်ဦးကတော့အဝေးကြီးပေါ့အမှန်တိုင်းပြောရင်တော့နော်ဟိုဘက်အာနန္ဒာဟိုဘက်ကြမှာပကံဖြစ်တာ ဒီဘက်ကနေသွားလို့ရှိရင်ဟိုမှာထီလို့မင်းလူလို့ဘာလို့ကြော်ပြီးတော့မှနော်ဟိုဘက်မှာအဲ့ဒီနန်းနန်းဝါကြီးရှိတယ်အဲ့ဒီနန်းဝါကြီးကြော်သွားမှအဲ့ဟာကိုတိုက်မလို့လေဗျာတဲ့ဒီဟိုအကြမ်းဖက်လက်နက်ကင်တောင်းချမ်းသူတပုံတွေကနော် PDF တွေကခြားကြမတတ်နိုင်တော့ကျွန်တော်လည်းပေါ့နော်ဟိုတတ်တော့မှာပဲ7မိနစ်လောက်လည်းမှာအရေးကြီးရလေးပဲပြောရမယ်ကျွန်တော်ကလည်းကလို့လည်းမရအောင်ဝမ်းသာလို့ကရတယ်ဆိုရင်ကျွန်တော်ဘန်းတယ်ဝမ်းသာလို့ကရင်ကျွန်တော်ဘန်းတယ် စီးရှင်တွေကလည်းအေးဆေးဖြစ်သွားပြီတိုင်းပြည်ကလည်းဘာမှအဲ့လောက်ထိအရေးတကြီးမရှိတော့ဘူးเนาะကိုလို့ကိုလို့ကြတော့เนาะတက်မတော်တက်မတော်လို့လှုပ်လိမ့်မယ်တက်မတော်နောင်ချိုးကိုမကြမီအချိန်အတွင်းမှာပြန်လေရယူတော့မယ်ကျွန်တော်ပြောပြတာနောင်ချိုးကိုယူပြီးတာနဲ့တပြိုင်တည်းနောက်ဆက်တွဲတွေကအားလုံးကကျွန်တော်တို့တက်မတော်အားပေးဝင်းရထောက်ခံတဲ့လူတွေတိုင်းပြည်အေးချမ်းဆောင်နေဆိုင်နေတဲ့ပြည်သူလူထုတွေအားလုံးပျော်ရွှင်ရမယ့်နေ့တစ်နေ့နေ့တစ်ရက်ကို မကြာမီအချိန်တွင်းမှာရောက်လာလိမ့်မယ်ဒီကြားထဲမှာတက်မလို့နေရလဲရှိတယ်ဒီနေ့16ရက်ပေါ့နော်အဲ16ရက်20 21 22 29ရက်နေ့ကတော့တက်မလို့နေကျွန်တော်လေးနေပြီးတော့မှရှိရင်ရှိလိမ့်မယ်ဒါပေမဲ့တက်မလို့နေမတိုင်ခင်မှာတရင်ကောင်းတစ်ခုကြီးကြီးမားမားကြားရလိမ့်မယ်လာရှိုးကိုလည်းဖုံးပါမစုပ်ရင်ဖုံးပါလာရှိုးကိုလည်းမစုပ်ဘူးဆိုရင်ဖုံးပါအခုကျွန်တော်တက်တော့မှာပဲလာပြန်ကြည့်လိုက် ကိုကနေက MND တွေကစုတ်သွားတယ်။ကြောင်မဲကနေစုတ်သွားတယ် DNN တွေကကြောင်မဲကသူလားချောင်းကနေပြီးတော့မှကြောင်မဲကိုပြန်လာတယ်။ MND ရေကိုကန်စုတ်တော့မယ်။အဲသူတို့ဒီအပိုင်းမှာကျွန်တော်ပြောတယ်မနေ့ပြန်လဲဆန္ဒပြအောင်မယ်။ဆက်ရှိဆက်ချောက်ဆက်ကုန်ဆက်ရှိပြီးသွားရင်နော်3ရက်။အေးသူတို့စုတ်တော့မယ်။မစုတ်ရင်ဖုံးမယ်လို့စစ်တပ်ကတက်တက်လေးပြောပြီးသား။ပွဲရတော့ ပွဲကြီးပွဲကောင်းတပွဲတော့တွေ့လိမ့်မယ်ကျွန်တော်အမြဲတမ်းပြောတယ်ဒါပေမဲ့နောင်ချူကတော့အတားလေးတိမ့်ပိုက်သွားလိမ့်မယ်နောင်ချူမှာ DNN နေနေမရှိတော့ဘူးနောက်သူပါသူဟို MND လာတယ်ပါတယ်ပြော MND ရဘာမှမလာဘူးအကုန်ဆုတ်ကုန်ပြီနော်အဲ့တော့ဒီကောင်းလေးအကုန်လုံးခွေးပြေးပြေးရတော့မှာခွေးသေးဝတ်သေးသေးရမှာတိုက်ပလိစီနော်မြန်မာပြည်အများဆုံးငင်းကြက်ပါသည်ရှေ့တန်းရောက်နေတက်မလို့သားတွေဘေးရနေကြပြီနောက်တန်းကမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါသည်အဖြစ်ခံဘွားနဲ့အမုန်းခံလူသားအဖြစ်ဆက်လက်ရှင်သန်နေဦးမှာပါ